မိတ်ဆွေတို့ကမေးထားပါတယ်ဆရာကပတ်စတန်တွေမှာမီးရှို့ခွင့်ရှိပါသလားကပတ်စတန်တွေမှာ မြေအစ်စ်အပြင်ကတူးပြီးပြန်ဖို့ခွင့်ရှိပါသလားကျွန်တော်တို့မွန်ပြည်နယ်မော်လမြိုင်မြို့ကရဲပြားကုန်းကကပတ်စတန်တွေမှာအဲ့ဒီလိုလှုပ်လိုက်လို့အဖွဲနှစ်ဖွဲ꿰သွားပြီးပြဿနာတွေတက်နေလို့ပါအဒီစ်အထောက်ထားနဲ့ရှင်းပြပေးပါဆရာ بسم الله الرحمن الرحيم حامدا ومصليا ومسلما اما بعد حدیث دورے ماں دی قبرستہ ماں مینے پتر یاد کھو کھو جو دھا جنگ تامی دارا دوی آرہے ابن مہر جات چاہیے حدیث دو دبوش داشیر ہے عمر بن آس رضی اللہ تعالیٰ عنہ دکھیں ہاں ممی وفاد پھر گانی اچھے ہیں ممی اتا پھر دو عبداللہ بن عمر بن آس رضی اللہ تعالیٰ عنہ دکھیں ہوں مارے ။ဘာမှလဲဆိုရင်အေဒါမစ်တူငါဆုံးသွားပြီဆိုရင်လည်းဖလာတတ်ဟပ်နေ။ငါ့ဂျနာဇာနဲ့တူနောက်ဟာလောက်တဲ့အမျိုးသမီးတွေအေးရင်ကျူတဲ့အမျိုးသမီးတွေကိုလည်းမခေါ်ပါနဲ့။ဝလာနာတဲ့မိကိုလည်းမတင်ဆောင်ပါနဲ့။အဲ့လိုပဲတခြားဟာဒီတော်ဒီမှာဘာပြောရလဲဆိုရင်ရဲ့ဂျန်နာသာကုမကရမဂျီဆောဆလမ်ကအမျိုးသမီးတယောက်ရဲ့လက်ထဲမှာအီလောဘ လောက်လောဘမီးတခုလောဘမီးမွေးလာတဲ့ဟာတခုတွေ့တော့ဘုရားဆရာမကတောင်းပေးပေးတတ်တာတမ်းမြက်တဲ့တမ်းမြက်ပြီးတော့သူ့မြို့သမီးကိုမောင်းထုတ်ခဲ့အဲ့လိုမှတော့ဟာဒီတော်တဘုံမှာဘာလာရှိလဲဆိုရင်အကရမဆောဆလမ်ကဤကဘလ်ဒီပေါ်မှာဒီမီးခွက်တွေထားခြင်းကိုကရမဆောထားတဲ့သူပေါ်မှာကိုတော့လာနေပို့တာတော့တွေ့ရဆိုတော့ဒီဟာဒီစ်တွေအလုံးကနေမတိရလဲဆိုရင် ီကဘစတာမှာဒီမီးနဲ့ပတ်သက်တဲ့အရာဝတ္ထုတွေယူသွားခွင့်မရှိဘူးအဲအဲ့ဒီရဲ့အကြောင်းရင်းမူဟာဒီစင်ဟာဒီစ်အကျယ်ပြန်ပညာရှင်တွေကအကြောင်းရင်းအမျိုးမျိုးပြတယ်အဲ့ဒီအကြောင်းရင်းတွေကတခုအပါရှိလဲဆိုရင်အဲ့ဒါလို့ဟလာမီးမီးနဲ့ပတ်သက်တဲ့ပစ္စည်းတခုကဘာနာကိုယူရခြင်းကဒါမရစ်ကိုဟလာသူ့ဒုက္ခပြရရောက်တယ် အနိစ္စတမကရမသံသမကမယစ်ဒီမယစ်ဒီကိုဒုက္ခပြခြင်းကနေတားမြစ်ထားရတယ်လဲတွေ့ရတယ်ဟောတော့အမေ့ရှိတယ်အဲ့ဒါလူတယောက်ကဟိုမိခဲ့ပေါ်မှာထိုင်လိုက်ခြင်းကပိုကောင်းတယ်တဲ့ကဘာတစ်ခုပေါ်မှာထိုင်ခြင်းထက်ကိုဆိုကဘာတစ်ခုပေါ်မှာထိုင်ခြင်းထက်ကိုမိခဲ့ပေါ်မှာထိုင်လိုက်ခြင်းကပိုကောင်းတယ်ဘာကြောင့်ဘာကြောင့်လဲဆိုရင်ကဘာပေါ်မှာထိုင်လိုက်ခြင်းကဒါ ဒီကဘာရှင်ကိုမရစ်ကိုဒုက္ခဖြစ်စေ။ဆိုတော့သူတို့တမ်းမိတတ်တယ်လေတွေ့ရ။ဆိုတော့နံပါတ်1အဲ့ဒီအကြောင်းရင်းမဟာဒီစင်းနေဟာဒီစ်ပညာရှင်တွေကဗာပြလေဆိုရင်သူတို့မျိုးမီးနဲ့ပတ်သက်တဲ့ပစ္စည်းယူသွားခြင်းကဟာလာမရစ်ကိုဒုက္ခဖြစ်စေတဲ့အတွက်ဒါမယူအပ်တုံး။အဲ့နောက်တစ်ခုဗာနောက်ခုဗာအကြောင်းရင်းပြကြလေဆိုရင်အဲ့လိုမီးနဲ့ပတ်သက်တဲ့ပစ္စည်းယူသွားခြင်းကဒါမကောင်းတဲ့အသိဉာဏ်မိတ်ကိုလေယူဖို့အခွင့်အရေးပေးတယ်လို့ဖြစ်ပါတယ်။ ။ဘာကြောင့်လဲဆိုတော့အာမီးဆိုတာကဂျဟန္နမ်မှာအဇာဘေးရာတခုဖြစ်တယ်။အော်ကဘလနဲ့နားမှာလည်းမီးတွေရှိနေမယ်ဆိုရင်ဒါမကောင်းတဲ့အတိတ်အတိတ်နိမိတ်လူတွေကိုယူဝင့်ပေးကြတော့ဖြစ်ပါတယ်။ဒါကြောင့်အာကုရမဆိုတာကဟာဒီသ်တော်ဒီမှာဒီကိစ္စကိုတားမြင်တာလားသိရတယ်။ဆိုတော့မီးနဲ့ပတ်သက်တဲ့ပစ္စည်းတခုခုကဘရနာကိုယူသွားခွင့်မရှိဘူးဆိုရင်ဟိုကဘရနာမှာကျွန်တော်တို့ဒီမြက်တွေမြက်ချောင်းနေတဲ့မြက်တွေအမိုက်တွေကိုမီးရှို့ပြီးရှင်းလင်းလာတာပို့လို့တော့မလုပ်သင့်ဘူး။ဒါကြောင့် ဟာလာအဲ့ဒါလိုလောက်ရိုက်ကနေရှောင်ရမယ်တခြားနီးလန်းတုံးပြီးတော့အာဒီမျက်ချောက်တွေအမိုက်တွေကိုရှင်းလင်းဖို့စူးစမ်းဒါကတော့မေကွန်မှာပါတဲ့ဟာလာအစီပိုင်းတစ်ခုရဲ့အဖြစ်နောက်တစ်ခုကကဘာကိုမြကြီးသဖို့ဆရာမြကြီးသဖို့တာဘာမှပြဿနာမရှိဘူးအာဖရိကရဲ့ကြမ်းကြီးကြမ်းငယ်တော်တော်များများပါတဲ့အိဒါခရီဘတ်ဖလာဘတ်ဇာမီတတ်ဝီနီဟာကဘာကပြိုပြက်ပျက်စီးသွားတယ်ဆိုရင်အီကဘာကိုမြကြီးပြန်ဖို့လို့ရတယ်ဘာမှပြဿနာမရှိဘူး အဲဒါပေမဲ့ဖိုးတဲ့မြေကြီးကဟာလာကန်ဆယ်အပြင်ဘက်ကနေမြေကြီးကိုလည်းယူပြီးဖိုးလို့ရတယ်ဟာလာကဘတ်စနဲ့အတွင်းထဲမှာဒီလိုနေရာကနေယူပြီးတော့လည်းမြေကြီးဖိုးလို့ရတယ်အဲ့ဒီညမှာကဘတ်မရှိဘူးအဲတခုပဲတတိထားမှာတခြားကဘတ်ကနေယူပြီးတော့ဟာလာမဖိုးအောင်